ဦးသိန်းကတော့ဒုစိတ်တလို့ခေါ်တော့ဗောဗျာသူစိတ်တတယ်နာမည်ကဟမ်သူဆိုတာအကောင်းဆုံးစိတ်တဆိုတာဟိုစိတ်ရင်းပေါ့နော်မနောစိတ်ပေါ့နော်အကောင်းတဲ့စိတ်ထားရှိတဲ့သူကိုသူစိတ်တလို့ခေါ်တာဒါပေမဲ့သူဟာသူ့ရဲ့စိတ်ထဲမှာတော့မကောင်းတဲ့စိတ်ထားတွေပဲမွေးမြူထားတဲ့သူဦးသိန်းကတော့ဒုစိတ်တလို့ပဲတော့မှာပေါ့နော်အဲ့တော့ဒီရဲ့ဗတိထဲမှာအကြက်ဖက်လက်နဲ့ပစ္စည်းတွေစုဆောင်းထားလို့မပြောနိုင်ဘူးအကြက်ဖက်လူသူတွေစုဆောင်းထားလို့မပြောနိုင်ဘူးဒါတွေကချိန်လုံးခြောက်လို့ပြီးသူတွေကိုအကြောက်တရားရိုက်သွင်းတာဖြစ်တယ်အဲဆိုတော့အဲ့လိုအကြောက်တရားလေးတွေလည်းပါတယ်ဒါတွေစောင့်ကြည့်နေတယ် ဖင်လန်မောင်မောင်ဖင်လန်နိုင်ငံမှာနေတဲ့ဖင်လန်မောင်မောင်ဆိုလို့ဖင်ပြောင်ကြီးတော်ပြောတာမဟုတ်ဘူးနော်ဒါနဲ့အများခေါ်နေတာကတော့အကျန်းဖက်သမားတွေခေါ်နေတာသူ့ကိုခေါင်းပြောင်လို့ပြောင်ပြီးလို့ခေါ်တာအဖင်လန်မှာနေတဲ့ဖင်ပြောင်ကြီးတဲ့မောင်မောင်ဟုတ်တဲ့ဖင်လန်မောင်မောင်နောက်တစ်ခါရှင်စီရဲ့မောင်လို့ပြောနေတဲ့အကောင့်နံပါတ်ကမဟာပညာကျော်လို့တောင်းရသမ ्या သူဆိုတဲ့ဒီညကိုစောင့်ကြည့်နေတဲ့အတိုင်းဒီနဲ့အမျိုးဘာသာတရားတိကျတယ်ဒီနေ့ရောက်တယ်မဟုတ်ဘူးနှစ်ထောင်ဆိုလဲတုတ်တင်ရမယ်ကြကြနော်တိုင်းပြည်နဲ့အမျိုးဘာသာကိုတိကျလိုက်ရင်ဒီနေ့ရောက်လဲမဟုတ်ဘူးနှစ်ထောင်ဆိုလဲတုတ်တင်ရမယ်တဲ့ ဒါဖုန်းကြီးတယောက်ကပြောတဲ့စကားလားဗျာဟမ်ကြည့်အောင်ဟမ်တင်တော့တော့မရှိစောင့်ကြည့်နေတယ်အတိုင်းကြီးနဲ့အမျိုးပါသားတန်တာထိခိုက်လိုက်ဒီနေ့ရောက်တယ်မဟုတ်ဘူး2000ဆိုလဲတုတ်တင်ရမှာကြပြောစရာစကားလုံးမရှိတော့အဲ့တော့မင်းတို့စစ်တပ်ကိုထောက်ခံတဲ့အတိုင်းဝိုင်းနေတယ်နေကြလားမင်းတို့ပဲအချမ်းမှာဖြစ်နေတာနောက်ဆိုရင်တို့ကောင်မျိုးတွေကလေခွန်တန်အောင်လာတို့ပြောတာနော်ဘီအေဂျုံတွေကနောက်ဆိုရင်တို့ကတော့ပန်းဦးလို့ဆက်ခိုင်းတဲ့ကောင်မျိုးတွေ အကောင့်ပြောတာဘာတစ်ခုမှလုံးလုံးပဲနဲ့တာတနာအတွက်လည်းအာမကိုရတိုင်းပြည်အတွက်လည်းအာမကိုရပြည်သူအတွက်လည်းအာမကိုပတ်ဝန်းကျင်အတွက်လည်းအာမကိုရဟမ်အမျိုးဘာသာတော့တကယ်ကောင်းပါလားနော်မဘာသာဆိုတဲ့စကားလုံးအမျိုးဘာသာတာတနာကိုကောက်ွယ်ဆောက်ရှောက်နေတူဟာကျွန်တော်တို့ညှိုးဆိုးတယ်လေးစားတယ်ဒါမင်္ဂလာပါပဲကိုမျိုးကိုပါအကိုကာဝယ်ဆောက်ရှောက်တဲ့သူဆိုတာဒါမင်္ဂလာရှိတဲ့အလို့မင်္ဂလာနဲ့ပြည့်စုံတယ်เนาะဖခင်ကလည်းအမျိုးပါတာကိုကာဝယ်ဆောက်ရှောက်ဖို့ပြောထားတယ်ဒါပေမဲ့ ဗုဒ္ဓဘာသာဝင်ဆိုတာကကိုမျိုးကိုကာကွယ်ပါမယ်ဆက်ဆက်ပါမယ်ဆိုပြီးသူများအမျိုးကိုပြည်တနာရှာတာအဲ့ဒါအမျိုးဘာသာသာသနာကိုဆက်ဆက်တာမဟုတ်ဘူးအမျိုးဘာသာသာသနာကိုစောင့်ပြည်တနာရှာတယ်ခေါ်တယ်အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့လူမျိုးရေးဘာသာရေးမိမွေးနေတဲ့မဖတ်တာအရေးချုပ်သူစိတ်တရေရုံမှမှုတွေကိုခြားပြလိုက်တဲ့အမေသားကြီးကိုစီယုတ်တန်ကိုတင်ဆက်ပေးလိုက်ဒီမှုအဆုံးထိနားဆင်ဝေဖန်သုံးသပ်ပေးသွားကြပါအောင်ခင်ဗျာဒီမှာအရေးချုပ်တွေဘလောက်တောင်းကျမ်းလဲဆိုတာသူတို့အချင်းချင်းတောင်မှမှိုင်းမှားတယ်ပြောမှန်းလို့မရှိဘူးအခုဒီမှာအင်္ဂလန်ကပြော ဖင်လန်နိုင်ငံကကျွန်တော်တို့ဒီတော်လိုင်းဘက်ကဆိုပြောင်းကြီးဆိုပြီးသူတို့ဆက်နေကိုမောင်မောင်တိမှာပါနောက်တစ်ယောက်ကျတော့ပညာမဟာကျော်လားမသိဘူးတဲ့ကျွန်တော်လည်းမသိဘူးကျွန်တော်တို့အဲရေရှင်တစ်ခါလို့လက်ဖူးတယ်အဓိကဘာလဲဆိုတော့ဘာသာတရားနဲ့ပတ်သက်လို့သူပြောထားတာနော်အဲ့ဒီဗီဒီယိုဖိုင်ကိုကြည့်ရမှာပါသူပြောထားတာကရိုင်းဆိုင်တာလည်းတစ်ခုမှမပါဘူးကျွန်တော်တို့လောက်စကားရိုင်းဆိုင်တုံးတယ်အဲ့လူပြောသွားတဲ့ထဲမှာရိုင်းဆိုင်တာတစ်ခုမှမပါဘူးအဲ့ဒီနှစ်ယောက်ကိုမဘာကတည်းကအရေးချုံတုစိတ်တာကဘာပြောလဲဆိုတော့ရှင်းပလိုက်ထိပါလိုက်ရင်းနဲ့ရှင်းပလိုက်ကပဲတမကြည့်ပါနော်ဘလောက်တောင်ဒီအရေးချုံတွေဘလောက်တောင်ဖြစ်နေလဲဆိုတော့အဲ့ဒါမြင်အောင်ကြည့်ပါသူတို့ဘက်အချင်းချင်းတော့ အချင်းချင်းတော့ဘလို့ပုံစံပြောရလဲဆိုတော့ကြည်ဝိုင်းပါဒီတော့ဒါကတော့သူ့အကောင့်မှာအဲ့ဒီသူ့စိတ်သားရဲ့ TikTok အကောင့်မှာတင်ထားတဲ့အတိုင်းပဲဒီနှစ်ယောက်ရဲ့ပုံကို UB ဒီနှစ်ယောက်ဘာလဲဘယ်လဲဆိုပြီးတော့ခေါင်းစဉ်အပေါ်မှာ caption ပြင်ထားတယ်အောက်မှာအဲ့ဒီကိုမောင်မောင်နဲ့ကိုကိုမဟာကျော်နဲ့ပညာမဟာကျော်နဲ့သူသူသူ့ပုံကိုတင်ထားတယ်ဒါဒါဒီနှစ်ယောက်လုံးကဘောမနေနော်ဒီနေ့အောင်လုံးဝဘောမဆိုတာကိုတော်လိုင်းအင်အားဆိုပြီးဆိုလုံးနဲ့တိတယ်ပြည်သူကုန်လုံးနဲ့တိတယ်တော်လိုင်းဘက်ကလူတွေအမြဲတမ်းဆဲတာကိုခန်းနေရတဲ့လူတွေဆိုတာတကဘာလုံးနဲ့တိတယ်တနိုင်ငံလုံးနဲ့တိတယ်အဲ့ဒီလူနှစ်ယောက်ကိုကျွန်တော်ပြောထားတာเนาะကြည့်ပါ နှစ်ယောက်အကြောင်းပြောချင်တာပေါ့နော်နှစ်ယောက်ဗာနှစ်ယောက်လဲလဲလို့မင်းတော့တယောက်ကဖင်လန်မှာနေတဲ့ဖင်လန်မောင်မောင်ပေါ့ဟုတ်ကဲ့ချက်ပဲအုပ်စုတွေခေါ်တဲ့ပြောင်းကြည့်ဖင်လန်မောင်မောင်ရဲ့ లై ဘောမှာအာသာရေးလူမျိုးရေးတွေနဲ့ပတ်သက်ရန်တန်ကားတွေနဲ့ပတ်သက်ပြီးတော့ပြောင်းချနေတယ်ပြောင်းချချက်တည်းနောက်တစ်ခါဒီဖင်လန်မောင်မောင်ရဲ့ లై ဘောမှာရဟန်းတော်များနဲ့ပတ်သက်လို့ပြောချနေပြောချဆိုဒီနေ့ပဲကျွန်တော်အဲ့ဒီကိုမောင်မောင်ပြောထားတဲ့ဗီဒီယိုဖိုင်ကိုကြည့်တယ်အဲ့ဒီဗီဒီယိုဖိုင်ထဲမှာသူ లై ထွက်တဲ့အချိန်အောက်ကနေ comment ကိုတွားကြည့်တယ်ပောက်ပို့တော့ကို ဆုံးဘေးအောင်လားမဆုံးမတော့ဘူးလားမသိကျွန်တော်လည်းအမှတ်တော့ပြောရဲအဲ့လိုပြောအောက်ကတွားမှန်အဲ့ဒီ comment ကိုတွားဖတ်တယ်ဖတ်ပြီးတော့ဒူပါပြန်ပြောဆိုတော့အဲယဟန်နဲ့ဆုံးလို့ရှိရင်တော့တဲ့ကျွန်တော်တို့လူကပြန်ဆုံးမတာဟုတ်ယဟန်နဲ့ရဲ့အဆုံးအမကိုလူတွေကပြန်ခံရတာဖြစ်တယ်ဒါပေမဲ့ပေါ့ကိုတော့လည်းပတ်သက်လို့တော့ဒူမတိဘူးတော့ဆုံးမဆုံးဆုံးမလည်းဆိုတော့မဖြစ်မဖြစ်နိုင်ဘူးပေါ့နော်သူပြောတာမတိဘူးသူဘာတွေပြောနေတယ်ဘာတွေလုပ်နေဆိုတော့သူလည်းနားမထောင်ပြတဲ့အတွက်မတိဘူးဆိုတော့အကြောင်းပြောထားတယ်ရှစ်ဗီဒီယိုဖိုင်တွေမှာလည်းကိုမဟာဒီအကြောင်းအရာလေးနဲ့ပတ်သက်လို့ပြောတဲ့အချိန်မှာဘယ်လိုပြောမလဲဘယ်သူကမှ ရှင်းရှင်းပြောရင်သူတို့အရေးကြုံနေ ਉਹ တော့မှနည်းနည်းရုပ်ရင်းဘယ်လိုပြောလဲဗျာစကားမှန်မှန်တော့ပြောထားတာမရှိဘူးနော်သူလည်းမမတာတယောက်ပဲဆိုတာတော့ဝေခံထားတယ်ကိုမမပါနော်အဲ့ဒီပညာမဟာကျော်လားဘူးလေအဲ့ဒီတယောက်ဆိုလေသူပြောထားတာကနော်ကျွန်တော်ဗုဒ္ဓဘာသာကိုဘာနဲ့ကာကွယ်ရတာလဲဒေါက်တာလက်နဲ့နဲ့ဗုဒ္ဓဘာသာကာကွယ်လို့မရတဲ့အကြောင်းတာဒနာကိုရှင်တဲ့တရားဖို့အတွက်လောက်ထားတဲ့သူတယောက်ဆိုရင်ဘာသာချမ်းအနေနဲ့ဘလုံးမဖြစ်စီဖြစ်စီဖြစ်စီတော့မရတယ်လို့ဆိုတဲ့အကြောင်းသူပြောထားတာတကယ်အမှန်တရားကိုပြောထားတာအဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်တဘောကြောင့်ကျွန်တော် reshare လုပ်ထားတယ်နော် ဲ့ဒါအဲ့လိုလူတွေကိုတော့မှပြောထားတဲ့စကားကိုငါတော့ဒီဒီအရေးဆုံးအရင်ဆိုင်ကိုပြောထားတယ်ဒီဘာလို့လက်ကိစ္စနဲ့ပတ်သက်ပြီးတော့ကျောင်းနေတဲ့နှစ်ယောက်ထဲကနောက်တစ်ယောက်ဖြစ်တဲ့သူ့နာမည်တော့မသိပါဘူးအကောက်နာမည်ကမဟာပညာကျော်ဆိုလားအဲအဲမဟာပညာကျော်မဟာပညာသူ့နာမည်တော့ကျွန်တော်လည်းမသိဘူးပါဆိုလားမသိဘူးသို့တော့အချို့တချို့ဘယ်လိုပိုင်းလေးတက်တက်လာတာတွေ့ဘူးတာတော့ကြားခဲ့ပါပြီအခု YouTube မှာတော့ထွက်မြတ်သူဆိုတာလည်းအဲ့လိုတော့တွေ့တယ်ဒီကောင်အကြောင်းကိုပြရတယ်လို့ဆုံးဖြတ်ကြည့်လိုက်တဲ့အခါကျတော့ကျောင်းနေပုံဒီစားကြည့်နော်ကျောင်းနေပုံဒီစားကြည့်နော် မော်ရယ်ရွှေစည်းရွှေစည်းဆိုရင်တော့အလုံးကြီးကြမှာပါနော်မော်ရယ်ရွှေစည်းကမောင်လို့တော့ကြားတယ်ဟုတ်မဟုတ်ဆိုတော့မသိပါဘူးရွှေစည်းရဲ့မောင်ဆိုရင်တော့ဒါဘာကြောင့်ကြီးနေဝင်ရပြီးအင်းနေဝင်မတော်လိုက်တဲ့လောက်ပါဘူးသူတို့ပြောကြတဲ့စောင့်ကြည့်နေပါတယ်သူကတော့စပီးဖားမအကောင်နဲ့တွေ့တယ်ပြောတဲ့စကားလေးတွေကဟိုရှင်းကြည့်ပါတယ်ဒါရုံနဲ့ရှင်းရင်းလေးနဲ့ရိုင်းနေတာပေါ့ချာအဲ့ဒါရှင်းရင်းလေးနဲ့ရိုင်းနေဆိုရင်တူပြောတဲ့စကား ဘယ်နေရာမှာတော့မဟုတ်ဘူးမမှန်ဘူးပြောလေဗျာဟမ်အဲ့ဒီလူပြောထားတဲ့စကားဟာမှားတဲ့နေရာတစ်ခုမှမရှိဘူးကျွန်တော်ရည်စီလောက်ထားတာရှိပါတယ်နော်သူပြောထားတာကျွန်တော်တို့ဗုဒ္ဓဘာသာဆိုတာနော်သူတဲ့ဘာသာတွေကိုဒုတ်သားလက်သက်နဲ့ကာကွယ်လို့ရတဲ့ဘာသာမဟုတ်ဘူးဖခင်ရဲ့အစိုးမအဲ့ဒီအစိုးမတွေကိုလိုက်နာချစ်တုံးဖို့လိုအပ်တာလိုက်နာချစ်တုံးနေလို့ချင်းဘဒုမသာသနာကိုဖြစ်စည်းလို့မရဘူးနော်အဲ့ဒီအကြောင်းကိုပြောထားတာအင်မတန်ကောင်းတဲ့စကားဒီလိုပြောထား तू ဘောမပဲကျွန်တော်ကလေဟုတ်ဘောမပဲဖြစ်နေပြီစမှန်တာကိုပြောရင်တော့ကျွန်တော်လက်ခံ ပင်လောက်ယုံနေပြီအခုမင်းအောင်နိုင်ဆိုချင်းကုန်ထွေးလို့ရရင်တော်ထွေးမယ်အဲ့တော့ဒီယုံတာမင်းအောင်နိုင်ဒါပေမဲ့မင်းအောင်နိုင်ဒီအခုလုံတော့အများကတည်းဆိုင်တဲ့အရာမှာသူမှန်တာကိုပြောနေမယ်ဆိုရင်ကျွန်တော်တို့အနေနဲ့မချင်းမိုးရင်တော့ကဲ့ဒီပိုင်ကိုမရှိဘူးဗျအဲ့ဒါလူတိုင်းကျင့်တာလိုက်တာကျက်အောင်မယ်လူကျင့်ဝင်ပဲနော်ကိုကလည်းကိုမကြိုက်တဲ့လူမို့လို့ဒီလူပြောတဲ့စကားတော့မှန်တယ်မှန်လို့ချင်းမချင်းမိုးနိုင်ဘူးကိုမကြိုက်တဲ့လူမို့လို့ဒါပေမဲ့အဖြစ်တင်လို့မရဘူးကဲ့ရီလို့မရဘူး ်အခုဒီပညာမဟာကျော်ပြောထားတဲ့ဘာသာရေးနဲ့ပတ်သက်တဲ့စကားလုံးဝမမားတဲ့ပြင်တကယ်ကိုဗုဒ္ဓဘာသာတွေအတွက်တိတိတိခိုက်တဲ့အရာကိုပြောထားတာအဲ့ဒီအတွက်ကျွန်တော်ဒီလူကိုအခြားအရာတွေကျွန်တော်မပြောတော့အဲ့ဒီဗီဒီယိုပိုင်းမှာပြောထားတဲ့အရာတခုကျွန်တော်လေးစားတယ်ကြိုးစို့တယ်နော်ကျွန်တော်ပြောခဲ့ပြီဒါမျိုးဘောမဆမ်းမှာဒါမျိုးမဘာသာလုပ်ဆမ်းမှာဟုတ်တယ်မဘာသာဆိုတာအမျိုးဘာသာကိုစောက်ချက်ပါနော်သူပြောကြတယ်ဗုဒ္ဓဘာသာဗုဒ္ဓဘာသာဆိုတော့သူများဘာသာကိုရန်သွန်းလောက်ကတာမဟုတ်ဘူးနော်မြတ်စွာဘုရားတော်ကဘယ်လိုဟောကြားခဲ့တရားတော်နဲ့အညီသူကရှင်းပြပြီးတော့ပြောထားတာတကယ်ကိုကောင်းတဲ့ဟာဒါ တကယ်တော့သူဖုန်းကြီးစစ်ဆိုရင်ဒီစကားမျိုးတွေတို့ဆိုရမှာလေ။ဟောငါတို့ဘက်အချမ်းပါဒီလိုပုံကိုရှိပါလား။ဒါဟာကောင်းတဲ့ဟာ။ဒါမျိုးတို့ဆိုရမှာမဟုတ်ဘူးလား။ဒါပေမဲ့အခုပြောတဲ့စကားဒီနောက်ဆုံးမှပြောရတဲ့စကားပြည်သက်ကြည့်။ဒါလေးလေးပါတယ်ဒါလေးစောင့်ကြည့်နေတယ်။ဖင်လန်မောင်မောင်ဖင်လန်နိုင်ငံမှာနေတဲ့ဖင်လန်မောင်မောင်ဆိုလို့ဖင်ပြောင်နေတာကိုပြောတာမဟုတ်နော်။ဒါနဲ့အများခေါ်နေတာကတော့အချမ်းဖက်တမားကြီးခေါ်နေတာသူ့ကိုခေါင်းပြောင်လို့ပြောင်းလို့ခေါ်တာ။အဲဖင်လန်မှာနေတဲ့ဖင်ပြောင်နေတဲ့မောင်မောင်မဟုတ်တဲ့ဖင်လန်မောင်မောင်အဲ့ဒါရှင်ကြီးရဲ့မောင်လို့ပြောနေတဲ့အကောင့်နံပါတ်ကမဟာပညာကျော်လို့တုံးတဲ့ ချုံရသူဆိုတဲ့ဒီညကိုစောင့်ကြည့်နေတဲ့အတိုင်းမြင်တဲ့မျိုးပါသာတာတိကျလိုက်ဒီနေ့ရောက်တယ်မဟုတ်ဘူး2000ဆိုလဲထုတ်တင်ရမှာကျကျတယ်နော်တိုင်းမြင်တဲ့အမျိုးပါသာတာကိုကြည့်လိုက်လိုက်ရင်ဒီနေ့ရောက်လဲမဟုတ်ဘူး2000ဆိုလဲထုတ်တင်ရမယ်ဒါဖုန်းကြီးတယောက်ကပြောတဲ့စကားလားဗျာဟမ်ကြည့်အောင်ဟမ်တနာတာမျက်နှာမကြည့်ဆောင်ကြည့်နေတယ်အတိုင်းမြင်တဲ့အမျိုးပါသာတာတိကျလိုက်ဒီနေ့ရောက်တယ်မဟုတ်ဘူး2000ဆိုလဲထုတ်တင်ရမယ်ကျပြောစရာစကားလုံးမရှိတော့ တော့မင်းတို့စစ်တပ်ကိုတဲကုန်းမြို့မှာရွာမိရှုပ်ပြီးပြန်လာတဲ့စစ်ကောင်စီတပ်ဆိုင်ကတန်းမိုင်းဆွဲတိုက်ခိုက်ခံရာ ပဲခိုးတိုင်းတဲကုန်းမြို့နယ်တဲကရွာတရွာကိုမိရှုပ်ပြီးပြန်လာတဲ့စစ်ကောင်စီတပ်ရဲ့ဆိုင်ကယ်ရုတန်းကိုမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ပြည်ခရိုင်တပ်ရင်း3600တမပြန်ကြားရေးတာဝန်ခံကပြောပါတယ်စက်တင်ဘာ24ရက်မနက်9နာရီခွဲလောက်ကတင်နီတော်အုပ်စုပန်းပင်ကုန်းကြီးရွာအောင်စီတာကွက်တစ်ကိုမိရှုပ်ပြီးပြန်ထွက်လာတဲ့စစ်ကောင်စီတပ်မှဆိုင်ကယ်14စီးပါရုတန်းကိုဖြူဟာ22ကုကဲမှုအောက်ရှိ3600တတက်ရင်းတက်ခွဲ9မရဲဘော်များကမိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ် အောင်စီတာကွက်တစ်ကိုမိဝင်ရှိုးတဲ့နေမှာပဲအပြန်လမ်းမှာစောင့်ကြိုမိုင်းဆွဲတိုက်ခိုက်ခဲ့တာပါလို့ပြည်ခရိုင်တရင်3601ရဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကလူလူຫນွေဦးကိုပြောပါတယ်အဲ့ဒီမိုင်းဆွဲတိုက်ခိုက်မှုမှာစစ်ကောင်စီဘက်မှလက်နက်ငယ်များဖြင့်ပြန်လည်ပစ်ခတ်ခုခံခဲ့ပြီးရင်းတို့ဘက်မှနှစ်ဦးတေဆုံးပြီးနှစ်ဦးထပ်မင်းဲထိခိုက်ဒဏ်ရာရသောကဆိုင်ကဲချို့လည်းထိခိုက်ပျက်စီးမှုရှိတယ်လို့ရဲဘော်ရှဲတို့ကဆက်ပြောပါတယ် တိုက်ခိုက်ခံလိုက်ရတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတေဆုံလောင်းများနဲ့ထိခိုက်ဒဏ်ရာရသူများကိုတဲကုန်းမျိုးဘက်မှနေ၍ကားဖြင့်လာရောက်တဲဆောင်ပြီးရွှေတောင်မြို့နယ်ကုတင်တရစစ်စေးရုံသို့ကိုးဆောင်လိုက်တယ်လို့တရင်3600ရက်တကအတိပေးပါတယ်ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ဖွဲ့အနေဖြင့်စစ်ရေးအရှိန်မြင့်လာပြီးဖြစ်သောကြောင့်ပြည်သူများအနေဖြင့်အကျံဖက်စစ်ကောင်စီအထိုင်စခန်းစစ်စေးကိစ္စခန်းများကိုရှောင်ကွင်းသွားလာကြဖို့အတိပေးတိုက်တွန်းထားပါတယ်။ဟုတ်ကဲ့အတိုင်းဝိုင်းနေတယ်။နေကြလား။ မင်းတို့ဘက်အထမ်းမှာဖြစ်နေတာနောက်ဆိုရင်ဒီလိုကောင်မျိုးတွေကလေခွန်တန်အောင်လာသူတို့ပြောတာနော်ဒီအရင်ကြုံတွေကနောက်ဆိုသူတို့ကတော့ပန်းဦးလို့ဆက်ခိုင်းမဲ့ကောင်မျိုးတွေအကောင်ပြောတာဘာတခုမှလုပ်လို့ပဲနဲ့ကာတနာထွက်လဲအာမကိုရတိုင်းပြည်ထွက်လဲအာမကိုရပြည်သူထွက်လဲအာမကိုတော်ဝင်းကျေထွက်လဲအာမကိုရဟမ်အမျိုးဘာသာတော့တကယ်ကောင်းပါလားနော်ဘာဘာကဆိုတဲ့စကားလုံးအမျိုးဘာသာကာတနာကိုကာကွယ်ဆောက်ရှောက်တဲ့ဟာကျွန်တော်တို့ကြိုးဆိုတဲ့လေးစားတယ်ဒါမင်္ဂလာတပါးပဲကိုယ်မျိုးကိုယ်ပါအကိုကာကွယ်ဆောက်ရှောက်တဲ့သူဆိုတာဒါမင်္ဂလာရှိတဲ့အလို့မင်္ဂလာနဲ့ပြည့်စုံတယ်နော်ဖခင်ကလည်း အမျိုးဘာသာကိုကာဝယ်ဆောက်ရှောက်ကိုပြောထားတာဒါပေမဲ့ဘုဒ္ဓဘာသာဝင်ဆိုတာကကိုမျိုးကိုကာဝယ်ပါမယ်ဆောက်ရှောက်ပါမယ်ဆိုပြီးသူများအမျိုးကိုပြဿနာရှာတာအဲ့ဒါအမျိုးဘာသာတာသနာကိုဆောက်ရှောက်တာမဟုတ်ဘူးအမျိုးဘာသာတာသနာကိုဆောက်ပြဿနာရှာတယ်ခေါ်တယ်ဘုဒ္ဓဘာသာဆိုတာဘာလဲအခုတပည့်များဘာသာသားတွေကကိုဘုဒ္ဓဘာသာမိန်းကလေးတွေကိုစီယုံတိမ်သိမ်းပြီးတာမန်အဖြစ်ယူရလို့အမျိုးဘာသာဖြစ်တယ်လို့သူတို့ပြောနေတဲ့စကားမျက်ရှိကောင်းပြီတဏ္ဍာရုံ၃ပါးကိုခါဝင်ပစိုးလို့ရဲတဲ့ဘုဒ္ဓဘာသာအမျိုးသမီး ဗုဒ္ဓဘာသာကိုမိရောဖလာကိုးကွယ်တာမဟုတ်ဘဲနဲ့တကယ်ဗုဒ္ဓရဲ့တရားတွေဟောကြားခဲ့တဲ့အနှစ်သာရကိုတိရှိနားလည်ကတ်ထားတဲ့အမျိုးသမီးတစ်ယောက်ပါဘာသာကြမ်းမကလို့တရားမင်းစင်းညူဆွဲတော်မှပါမလားအခုကျွန်တော်လာခဲ့နော်မင်းတို့ဘီလန်နာဖြစ်အောင်ပြင်းတယ်မင်းဗုဒ္ဓဘာသာကိုစွန့်လို့ဖယက်ပုံတော်တနေ့လာပြောဘီလန်နာမကလို့ဘဏ္ဍဘီလန်နာမဖြစ်ချင်အငတ်ခံလိုက်တယ်အသက်သေးတယ်မင်းမင်းလက်ခံမင်းတက်ကိုသိမယ်လက်ခံဘီလန်နာဖြစ်မယ်လာခဲ့ပါနော်ဘာဖြစ်လို့လဲတစ်ချိန်ရကျွန်တော်မိရောဖလာတဲ့ ကိုယ်ွယ်တဲ့အချိန်မှာဆိုရင်အဲ့လိုဟာမျိုးဗလန်ဘူးဆိုရင်ကျွန်တော်လည်းပိုင်ပါမှာပဲဒါပေမဲ့ခုနကပြောသူဝိပဿနာတရားတွေနဲ့ပတ်သက်တာကိုလေ့လာတယ်ဘုရားဟောတရားတွေနဲ့ဒီကနေ့ဖြစ်နေတာဟာလည်းနိုင်ရှင်တယ်တကယ်ဝိပဿနာတရားအစ်စ်တွေကဘလို့လဲနော်ဘုရားဗုဒ္ဓဘာသာဆိုတာဘာလဲဗုဒ္ဓတဏ္ဍာန်ကိစ္စပြီးတော့ဗာမမတိကလူမျိုးတွားစီရောက်တော့ပါမှာပေါ့အဲ့တော့ဘုန်းကြီးတွေအနေနဲ့ကိုယ်ဘာသာပေါ်ကိုတန်ဖိုးထားတယ်လေးစားတယ်ဗုဒ္ဓဘာသာမျိုးသမီးတွေအထက်ဘာသာဝင်တွေပြူဆွဲတာကိုမကြိုက်ဘူးဆိုရင်ကိုယ်ဗုဒ္ဓဘာသာဝင်အမျိုးသမီးတွေကိုဘာသာရဲ့အစောအမအနှစ်တာရတွေကိုတိအောင်ဟောပြောရမှာမဟုတ်လားဝိပဿနာတရားတွေကိုဟောပြောရမှာမဟုတ်လား ဲ့လိုတိခါနဲ့လူပြက်ကိုတက်ကြလို့လာဖြစ်လေပြီးလို့ရှိရင်ဘာလုပ်ပါမလဲသာသနာပြန့်ပွားရအမှန်ပဋိယတိပဋိပတ်တိကိုပြန့်စားရမှာမဟုတ်ဘူးလားဟမ်အခုမြန်မာပြည်မှာမပါတာကိုအော်နေတဲ့အဲ့ဒီဘုံကြီးတွေဝန်နေငပောက်တို့ဒီပြစိတ်တာတို့ကရေကြုံနေမှာဘုံကြီးတို့ပေါ်ခေါ်ထိုက်ပါဦးညောအဲ့ဒီရေကြုံနေတကယ်သာသနာပြန့်ပွားရအမှန်ဖြစ်တဲ့ပဋိယတိပဋိပတ်တိကိုမြှောက်စားတဲ့အလုပ်ထက်ပုတ်ပန်း၄၀သူများပါတာကိုပြဿနာလိုက်ရှာတဲ့အလုပ်ဘယ်ဟာကိုပုံလုပ်နေလဲသလိုမြန်မာပြည်မှာတော့ကြည့်စာပြင်တိုက်တယ်နော်ချွတ်ချွတ်တက်တက်နဲ့ဒီပြည်ရည်ပြည်မတ်တွေကိုအားထုတ်နေတဲ့ပုံကိုယ်တွေအများကြီး ဒါပေမဲ့ဘာဖြစ်လို့စာတင်တိုင်းကိုပိတ်ထားတည်လားအနာရှင်ဆိုတာလေသားသုံးသားကိုကြောက်တယ်ဖယားသားစစ်သားကြောင်းသားစစ်သားကိုကြတော့နားနေစီတွေအကုန်ပိတ်ပြီးတော့စစ်စစ်ကြုံဘဝတွတ်သွင်းထားတဲ့အတွက်အမိတ်အောက်မှာတစ်ခုမှမလုပ်ရဘူးကြောင်းသားတွေကိုမလုပ်လဲနေဝေးလက်ထက်ကစပြီးတော့နော်တကယ်ကြောင်းသားတွေရဲ့ sinus အမိတ်မှန်တွေကိုဘုံခွဲချဖြစ်တယ်ကောလိပ်တွေကိုညွတ်နေထုတ်ဖြစ်တယ်ပြည်ညာရေးစနစ်ကိုစေစားတွဲခေါ်နိုင်စွမ်းမရှိအောင်လို့ဒါရင်ဒါကျက်ဒါဖြစ်ဖြတ်စည်းဖြစ်တယ် ်ဟောဖရားသားရွှေဝါရောင်မှာကောင်းကောင်းထိပါတဲ့အာနာရှင်တွေကဘာလို့ဖြစ်လဲစာတင်ထိုက်တဲ့ကိုလုံးဝကိုတိတ်ကိုဖြစ်တယ်နော်ရွှေဝါရောင်မှာဆိုစာတင်ထိုက်တဲ့ငွေကြရာကြောင်းလိုက်နော်စာတင်ထိုက်ပြီးတဲ့ကိုစစ်ပနက်နဲ့ဝင်းလာရှိတဲ့အမှန်တကားကအကုန်ပြိုက်ကွက်အကုန်ဖြစ်စီဟမ်နော်စဉ်းစားကြည့်အဲ့တော့တဲ့ကစာတင်တိုက်တွေကိုလုံးဝလိမ့်မပေးတာ။ကိုတော်ကဝင်းနေမိတာကိုဆရာတော်ကြီးကိုသူတို့စစ်တပ်ကပြစ်ပြီးတော့ driver ကိုလိန်ညာဗီဒီယိုရိုက်တဲ့အချိန်ဘာလုပ်တဲ့အောင်မေးစာတင်တိုက်မှာရှိတဲ့မြို့ပေါ်ကစာတင်တိုက်ကတချို့ဒီအထီးကြီးဖြစ်နိုင်တဲ့နေရာကစာတင်နေတဲ့ကိုတော်တွေအကောင့်ထဲကိုပြန်လွှတ်ပြစ်တယ် ဘယ်လောက်မှရတယ်စဉ်းစားကြည့်အဲ့တော့ကျွန်တော်တို့ပြောချင်တာကတကယ်အမျိုးဘာသာကိုစကားဝဲစောက်ချောက်မယ်ဆိုရင်သူများဘာသာတွေကိုပြဿနာလိုက်ချတာအမျိုးဘာသာစောက်ချောက်မှာမဟုတ်ဘူးเนาะအဲ့တော့ဒါလွဲနေလို့လွဲနေတယ်ထောက်ပြတာဒီတော်လိုင်းရဲ့ဘက်ခြမ်းကသူတို့နဲ့စန့်ကျင်ဘက်အခြမ်းကပြည်သူကထောက်ပြလို့ဒီစကားပြောရင်တော့ကျွန်တော်မပြောလိမ့်ဘူးအော်ကျွန်တော်တို့ဒီလိုဒီဘိတ်ဒီလိုတတ်မှတ်ထားတယ်ဘက်မတူလို့ဆိုတဲ့ဟာမျိုး ਨੇ ဒီကိုမောင်မောင်တို့အဲ့ဒီပညာမဟာကျောက်တာဒီလူတို့ဆိုတာသူတို့ဘောမတွေတဲမှာเนาะအတိတရားမြင့်မြင့်အတိတရားပြည့်ဝဆိုတဲ့ အေးကျပြောတော့ကောင်းကောင်းနဲ့ဟောပြောနေတဲ့သူတွေအဲ့တို့လူတွေတော်မှရှင်းပြမှလည်းတုတ်တယ်ပြမှလည်းပြောတဲ့စကားလောက်ရစဉ်းစားကြည့်နော်ဘလောက်အောက်တန်းကြတယ်စဉ်းစားကြည့်နှိမ့်ကိုပြရမယ်ဓမ္မနီးနေပေါ့နော်စောင့်ကြည့်နေတယ်နော်ဒါတော့ဆုံးမသူဓမ္မနီးနေပေါ့ဆိုတဲ့စကားကိုထည့်ပါလားရှင်းပလိုက်မယ်ဆိုတဲ့စကားမှဓမ္မနီးလိုက်နေဘာမှဆိုင်ဘူးနော်ဟုတ်တယ်နော်သူဘယ်လိုရှင်းပြပြီးပြောတဲ့ဆိုတာလူတွေသိပါတယ်အဲ့တော့ကျွန်တော်တို့ပြောချင်တာကကျွန်တော်တို့တိုင်းပြည် ဖြစ်စည်းကံဖဲရထဲမှာယုံဝိတ္ထုတွေကိုဖြစ်စည်းပြစ်ခံရတာကျွန်တော်တို့ဒီနေ့တော်လိုင်းပြီးဒီနေ့ပြန်ပြီးဆောက်လို့ရတယ်ဒါပေမဲ့စိတ်ဝိတ္ထုတွေကိုအဲ့လိုဖြစ်စည်းခံရတာတော့တအားရှင်တော့ဘူးအစိုးဆုံးကျွန်တော်တို့တဘာပေါ်မှာအကောင်းဆုံးဆိုတဲ့ဗုဒ္ဓဘာသာတော့ထင်ရပါလားအထွန်းသားဆုံးတဲ့တိုင်းဒီလိုအရေးကြုံတွေကလုတ်ချင်တိုင်းလုတ်ဖို့ရနေတာအဲ့ဒီအာနာရှင်ရဲ့အကျိုးဆက်ကြောင့်တော်လိုင်းပြီးတဲ့နေ့အကောင်းလာမှာအကုန်တန်ရှင်းမှာအဲ့ဒီတန်ရှင်းတဲ့အကုန်တဲမှာတာသမာတော်ကိုတန်ရှင်းနိုင်မှုကကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေအတွက်တန်ဖို့မဖြစ်နိုင်တဲ့ပန်းနိုင်ရမပူတဲ့နောက်ဆုံးကျွန်တော်ပြောပြသူဒုံလဘဝိတ္တာကအစား တကယ်နော်ဒီဝိနည်းနဲ့ညီနေထိုင်တဲ့ပုံပေါ်မှာတော်တော်ဖတ်ပေးဖို့ခံပတ်စံရှိတဲ့ဝတ်တဲ့ကြက်တဲ့တတ်အလူတွေပေးပြီးတော်တော်ဖတ်ဝေးပပလေးတဲ့နေတဲ့နေတဲ့ကိစ္စတွေဆက်အကုန်ကြိုက်ခွဲမှာနော်အဲ့ဒါတွေလုပ်ဖို့အတွက်ကျွန်တော်တို့တွေတော်နိုင်အောင်ဖို့လုပ်မယ်ရန်ကုန်မှာဖုန်းကြောင်တွေပတ်တိချဲတိုင်းနှလုံးတိုင်းတုံးလုံးတိုင်းမရှိတဲ့ဖုန်းကြောင်ရှားမရှိတဲ့ရှားတယ်အများကြီးမပြောဘူးမတိတာဖုန်းကျွန်တော်အကုန်ပြီးတယ်ဒါတွေဟာသာသနာကိုဖြစ်စည်းနဲ့တည်တယ်။ဒါပေမဲ့ဒီကာလမှာကြိုက်တတ်တာပေါ့ဘာမှလုပ်လို့မရဘူး။အေးကျွန်တော်တို့တွေဒီနိုင်ငံဒီမိုကရေစီစနစ်ပြေဝါသွားမှတမတားဟာပြည်သူအောက်ကိုရောက်ပြီဆိုရင် အဲ့အားဒီအားလုံးကိုလုပ်ဖို့ရှိတယ်နော်ဒါကြောင့်မလို့တော်တန်ကြီးဟာလူတိုင်းနဲ့ဆိုင်တယ်ဆိုတာကျွန်တော်တို့ဒါကိုပြောတာနော်ကြည့်ဘယ်လိုဒီအောက်တန်းကြတယ်အချင်းချင်းတောင်မှဒီလိုစကားမျိုးပြောလို့ဆိုပြီးစဉ်းစားကြည့်